မြန်မာပြည်သူများရှင် Prime Media မှာတင်ဆက်မှုဖြစ်ပါရှင်ဒီနေ့မှာဆိုရင်ကျမသတင်းတင်ဆက်ကလေးမှာပထမဆုံးပြောချင်တာကတော့ကျမတို့ Prime Media ရဲ့ Telegram Channel လေးကို Join ပြပါအောင်လို့ကျမမြတ်တာအခမ်းလိုပါရှင် Prime Media မြန်မာဟာဆိုရင်လူမှုကွယ်တွေအများကြီးဖွင့်ထားရပါတော့ဒါပေမဲ့တက်တော့မှာဆိုလဲ follower 3သိန်း4သိန်းလောက်ရှိပါရှင် YouTube မှာဆိုရင်လဲ follower 1000တဲ့ချီရှိနေပါတော့5000ရှိပါပြီ Telegram မှာကျတော့ကျမတို့အားနေနေရခင်ဗျာအားနေနေရပါတော့ဒါကြောင့်မြန်မာပြည်သူများကျမတို့ Telegram Channel လေး Join ပြဖို့အတွက်ကိုမြတ်တာအခမ်းလာပါရှင် ျမတို့ YouTube ပေါ့နော်သတင်းတင်မယ်ဆိုလဲဒီ YouTube comment လေးမှာကျမတို့ Telegram channel link လေးကိုချထားပေးပါမယ်ရှင်လွယ်ကူစွာ join ထားနိုင်ပါရှင်ကျမတို့ဝင်းရံအားပေးကြပါအောင်လို့မိဘပြည်သူများအုပ်ရှေးဥစွာမြစ်တာခံလို့ပါရှင်မနေ့ကဆိုရင်ကျမတို့ရဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မွေးမဲအောင်လာရဆိုရင်ရုရှားမြန်မာချစ်ကြည်ခီးစင်ရနေပြီးတော့မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိခဲ့ပြီဖြစ်ပါရဲ့ရှင့် ဒီခါမှာတက်ချုပ်ကြီးကိုလေးစိတ်မှသွားရောက်ကြိုဆိုကြတဲ့မိဘပြည်သူတွေနဲ့နာမည်ကျော်ကြားသူတွေလူပညာရှင်တွေအများကြီးပဲမြင်တွေ့ရပါတယ်ရှင်မီဒီယာသမားတွေလည်းအများကြီးပါဝင်နေပေါ့နော်အဲ့ဒီမှတ်တမ်းတက်ပုံလေးကိုကျွန်မမိဘပြည်သူများပြန်လည်မျှဝေပါမယ်ရှင်ကျွန်မတို့တက်ချုပ်ကြီးကအခုတစ်ခေါက်သွားတဲ့ခီးစင်မှာပေါ့နော်ကျွန်မနိုင်ငံအတွက်သမိုင်းတွင်လောက်တဲ့အောင်မြင်မှုတွေကျွန်မနိုင်ငံဖွံ့ဖြိုးတိုးတက်လာမယ်အခွင့်အလမ်းတွေပေါင်းများများစွာကိုတည်ဆောင်ပြီးပြန်လာခဲ့တာဖြစ်ပါတယ်ရှင် ဒါကြောင့်သွားရောက်ကြိုဆိုရတဲ့သူတွေဟာလည်းရှင်ထဲမှာဝမ်းမြောက်ဝမ်းသာနဲ့ခုံယူနေကြမယ်ဆိုတာသိကြပါရှင့်ဒီကြိုဆိုပွဲလေးကိုမရောက်ရှိနိုင်တဲ့အနေနဲ့ကြက်ကြက်ကမိဘပြည်သူများလည်းကိုယ်တိုင်ရောက်ရှိပြီးတော့ကြိုဆိုရတဲ့ကဲ့သို့ခံစားရအောင်လို့ကျွန်မပုံရိပ်လေးတွေကိုမျှဝေတာဖြစ်ပါရှင့်ဒါလေးနဲ့တစ်ဆက်တည်းကျွန်မမြင်ရတာလေးတစ်ခုတော့မျှဝေချင်ပါရှင့်မိဘပြည်သူများအောင်လေကျွန်မတို့ရဲ့တချုပ်ကြီးပေါ့နော်တချုပ်ကြီးကဆိုရင်ရုရှားခီးစင်သွားတဲ့အခါမှာထိုင်းနိုင်ငံမှာပေါ့နော် ကျမတို့တက်ချုံစီရဲ့ခရီးစဉ်အသေးစိတ်ကိုနီလန်းပေါင်းစုံနဲ့တရေနေမှာကြင်ညာနေတာသုံးသက်ချက်တွေလုပ်နေကြတာမြင်တွေ့ရပါရဲ့ရှင့်ဒီခါမှာဒီထိုင်းတရေနေအောက်မှာပေါ့နော်ထိုင်းနိုင်ငံမှာရောက်ရှိပြီးတော့လုလုကန်နေကြတဲ့အချို့သောမြန်မာလူမျိုးတွေခုမှန်လေးဝင်ရေးထားတာမြင်တွေ့ရပါရဲ့ရှင့်အဲ့ဒါလေးတွေမှာကျမတို့နိုင်ငံရဲ့မျိုးချစ်စိတ်တက်ပြီးတော့ကျမတို့စဉ်းစားသုံးသပ်ရမယ့်အကြောင်းအရာတွေတွေးခေါ်လေးပေါ့နော်သူတို့ရှင်တဲ့ကိုကျမတို့လှမ်းမြင်လိုက်တာပေါ့ရှင်ဒါကြောင့်ကျမတို့က ဒီခွန်မှန်လေးတွေကနေပြီးတော့ကောင်းလို့ရရလေးတွေကိုဝိပတ်ပြီးတော့ကျွန်တော်ဖတ်ပြပါမယ်ရှင့်ထိုင်းနိုင်ငံသတင်းတွေအောက်မှာအမှတ်ထားတာလေးကတော့အထိုင်းတွေကြည့်နေတာတဲ့မြန်မာသတင်းတွေပဲကြညာနေတယ်တဲ့မြန်မာအရေးသူတို့အရေးဖြစ်နေတယ်တဲ့ဒီအပိုင်းမှာထိုင်းနိုင်ငံကျွန်တော်တို့နိုင်ငံသတင်းတွေပေါ့နော်အဓိကဒီရုရှားနိုင်ငံသွားတဲ့သတင်းပေါ်မှာအရန်စိတ်ဝင်စားတင်ဆက်နေတာတွေပေါ့ရှင့်ဒါလေးတွေကိုပြောတာပါရှင့်နောက်တစ်ယောက်ကကြတော့မြန်မာနိုင်ငံကတဲ့ရုရှားနိုင်ငံကြောင့်တိုးတက်သွားရင်ထိုင်းနိုင်ငံမှာမြန်မာလူမားတွေနေသွားမယ်တဲ့ဈေးပေါ်ပေါ်နဲ့မြန်မာကိုကျုံလို့ခိုင်းနေကြတာဆိုတော့ရေးသားထားတာကိုလည်းမြင်တွေ့ရပါတယ်ရှင့် သူရေးသားထားတဲ့အကြောင်းအရာကိုတော့ကျွန်မအနေနဲ့အတိအကျဝေဖန်သုံးသပ်ဖို့တော့ခက်ပါတယ်ဒါပေမဲ့အမှန်တရားလေးတစ်ခုလည်းပါဝင်ပါတယ်ရှင်အဲ့ဒီအမှန်တရားပါလဲဆိုတော့မှန်ပါတယ်ရုရှားနိုင်ငံနဲ့ကျွန်မတို့အခုလိုမျိုးပေါင်းသင်းဆက်ဆံလုပ်တဲ့ကိစ္စရမှာပေါ့နော်ကျွန်မနိုင်ငံသားတိုးတက်သွားခဲ့တယ်ဆိုရင်အခုထိုးခဲ့တဲ့အမိုယူတွေပေါ့နော်အားလုံးဟာကျွန်မနိုင်ငံမှာတည်တည်ကျအကောင့်ထဲပုံနိုင်ခဲ့ပြီဆိုရင်ကျွန်မနိုင်ငံတိုးတက်လာမှာပါရှင်အဲ့ချိန်ကျရင်တမန်နိုင်ငံမှာမျက်နှာငယ်ပြီးလှုပ်တလှုပ်ဆံမလို့တော့လေကိုယ်နိုင်ငံမှာပဲလောက်ခလာစာကောင်းကောင်းနဲ့လှုပ်လှုပ်နေမှာဖြစ်ပါရဲ့ရှင်ဒီအမှန်တရားလေးတွေတော့ဒီခွန်မှန်လေးမှာမြင်တွေ့နိုင်ပါရဲ့ရှင် ။နောက်ထပ်တစ်ယောက်ကရေးထားတာကတော့ရုရှားအကူအညီနဲ့တဲ့မြေအောက်ယထာစီမံကိန်းလေးပါရင်ကောင်းမယ်ကွာတဲ့။ဒါကိုယ့်ရဲ့နိုင်ငံအတွက်သူဖြစ်ချင်တာလေးရေးထားတာပေါ့နော်။နောက်တစ်ယောက်ကတော့နည်းနည်းပြုံးဖို့ကောင်းတဲ့ခွမှန်လေးပေါ့နော်။အဲ့လေးလေကျွန်မရွေးချယ်ဖတ်ပြပါမယ်ရှင်။ရေးထားသူကတော့ထိုင်းကိုသာကြော်တက်နိုင်လို့ကတော့တဲ့စစ်ကြုံဖြစ်ချင်ဖြစ်ပါစေတဲ့။ဒီတက်ချုပ်ကို share အားပေးမယ်တဲ့ဆိုပြီးရေးသားထားပါရှင်။ကြည့်ရတာတော်လန်ကြီးကိုအားပေးတဲ့သူလို့တော့ထင်ပါရဲ့ရှင့်။နောက်တစ်ယောက်ကတော့တိုးအတက်အောင်လုပ်ပေးစမှာဘာကြီးရတဲ့တိုင်းပြည်ကောင်းနေဘယ်သူမှတော်လန်မနေဘူးဆိုပြီးတော့ comment လေးရေးထားပါရဲ့ရှင့်။ မနေ့ကအဲ့ခွမန့်လေးကျွန်မလိုက်ဖက်ပြီးတော့ပြုံးလဲပြုံးမိတယ်ပေါ့နော်ကျွန်မမြန်မာနိုင်ငံသားရဲ့စိတ်သက်တကားလေးတွေပေါ့ရှင်အဓိကတော့သူတို့နှလုံးသားလေးတွေပေါ့ရှင်အဲ့ဒီတကားလေးကိုသူတို့လွတ်လွတ်လပ်ဖွင့်ချလိုက်တဲ့အခါမှာကျွန်မတို့မြင်လိုက်ရတာပေါ့သူတို့ရှင်ထဲမှာရှိတဲ့အကြောင်းတရားလေးတွေပေါ့နော်ကျမနိုင်ငံမှာဖြစ်ပေါ်နေတဲ့အကြောင်းတရားတွေကိုသိချစွာလေ့လာလိုက်မယ်ဆိုရင်ဆင်းရဲမွဲတေခြင်းအနေနဲ့အရင်တည်လာပါတယ်။မရှိဆင်းရဲသားတွေလားဆိုရင်ဘဝမှာမျောလင်းချက်ဆိုတာငကိုရဲ့နည်းရယ်ပေါ့နော်။ဒီတော့မတမာတဲ့နီးနဲ့မျောလင်းချက်အကြီးကြီးပေးလိုက်တဲ့အခါမှာ စစ်အာဏာရှင်တုံးလှန်ရေးဆိုရဲခေါင်းစဉ်အောက်ကနေပြီးတော့ဆင်းရဲမွဲတေခြင်းကိုတုံးလှန်နေကြတာကိုမြင်တွေ့လာရပါတယ်ရှင်။ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံမှာဖြစ်နေဖြစ်စဉ်တွေမှာ PDF ဖြစ်သွားတဲ့လူငယ်တွေကိုကြည့်လိုက်ပါရှင်။အခြေခံလူဒန်းစားမရှိဆင်းရဲတာလူငယ်တွေပဲ PDF လောက်ကြတာပါရှင်။ပတ်စံရှိတဲ့လူငယ်တွေအ ਨੇ စုံလူလက်တန်းစားလူငယ်တွေဆိုတော့မှ PDF မလောက်ပါဘူးရှင်။ဒါအောင်ကြည့်ခြင်းအဖြစ်စစ်အာဏာရှင်တုံးလှန်ခြင်းဆိုရဲကိစ္စရဲ့ခေါင်းစဉ်အောက်မှာပေါ့နော်။ဝင်သွားတဲ့သူတော်တော်များများဟာမရှိဆင်းရဲတာများပါတယ်။ဒီတော့ကျွန်မအနေနဲ့တစ်ဖက်ကယူဆချက်တစ်ခုကိုထပ်ပြီးတော့စဉ်းစားရမယ်ဆိုရင်သူတို့တွေဟာစစ်အာဏာရှင်ဆိုတာကို တော်လှန်နေကြတာမဟုတ်ဘူးရှင်သူတို့တွေဟာစင်းရဲမွဲတေခြင်းကိုတော်လှန်နေကြတာပါကျွန်မတို့လည်းပဲမြင်ပါရရှင်လူတွေဟာအချားမျော်လင့်ချက်တွေရှိမယ်ဆိုရင်တော်လှန်ရေးဆိုလိုမျိုးပေါ့နော်သွေးစွန်တဲ့ကိစ္စတွေတိုင်းပြည်မီးတောက်မဲ့ကိစ္စတွေလောက်ကြမှာမဟုတ်ပါဘူးရှင်ဒါကြောင့်ကျွန်မတို့ဟာကျွန်မနိုင်ငံမှာဘလို့လူမျိုးတွေပဲခေါင်းဆောင်ဖြစ်ပါစေဘလို့လူမျိုးတွေပဲနိုင်ငံတော်အစိုးရမှာတာဝန်ရှိသူဖြစ်ကြပါစေကျမောက်နိုင်ငံတိုးတက်ရေးအတွက်ကျမောက်နိုင်ငံချမ်းသာမယ်အရေးအတွက်ကိုလက်မနှေးသင့်ဘူးလို့သာထင်ပါရှင်ကျမောက်နိုင်ငံခွင့်ပြုတိုးတက်ပြီးတော့လောက်ကိုင်းကောင်းတွေရှိလာမယ်ပညာတွေသင်လာနိုင်မယ်ပေါ့နော် ကိုယ်နိုင်ငံချမ်းသာပြီဆိုလူတွေကလည်းတော်လိုင်းလုံမဲ့ကိစ္စကိုစဉ်းစားလာတော့မှမဟုတ်ပါဘူးရှင့်။သွေးခွဲမဲ့ကိစ္စကြီးလည်းနေပါသွားမယ်လို့ထင်ပါတယ်။အဲ့လိုမှမဟုတ်ပဲနဲ့ကိုယ့်ရဲ့တိုင်းပြည်မှာစင်ရဲချမ်းသာလူရန်းစားအရန်ကွာဟနိုင်မယ်ဆိုရင်သွေးခွဲဖို့အတွက်ကိုလွယ်ကူတာပေါ့နော်။မရှိစင်ရဲသားတွေအတွက်ကြတော့သူတို့ဘဝမှာဒုက္ခတရားတွေများနေပြီးသားလေအဲ့ဒီများနေတဲ့ဒုက္ခတရားတွေအတွက်တရားခံဘယ်သူလဲဆိုတော့ရှာဖွေဖို့အတွက်ကလူတွေရဲ့အသိစိတ်မှာရှိပြီးသားရှင့်ဒီကိစ္စတွေကလေလူတွေအခါကျရင်ကိုယ့်အပြစ်ဆိုတာထက်သူများပြစ်ကိုလည်းမြင်တတ်တယ်ပေါ့နော်ဒီတော့ ဒါဟာလေသူတို့မှားရလို့ပြောလို့မရအောင်ရှင်တိုင်းပြည်စင်းရဲမွဲတေချင်မှာတာဝန်ရှိရသူတွေဟာနိုင်ငံအာဏာပိုင်တွေလည်းပါဝင်နေလေပြည်သူတွေလည်းဒဇိမ်ပိုင်းတော့ပါဝင်နေပေါ့ရှင်ပြောလို့ဆိုတော့ပြည်သူတွေရဲ့စူးစမ်းမှုလုံလောက်ရေးဆိုင်မှုဒါတွေကလိုအပ်ပါတယ်စီကန့်တေဝတ်မှုပေါ့နော်ဒါတွေလည်းလိုအပ်ပါတယ်အတိုင်းမဲ့အာဏာအရရက်ကိုစုံကံနေတုံးပြူနိုင်တဲ့အာဏာပိုင်တွေမှာတော့ပို့ပြီးတော့တာဝန်ရှိပါရှင့်အဲကြောင့်ကျမတို့ကစင်းရဲမွဲတေချင်ကိုတိုက်ထုတ်နေကြတယ်ပြည်သူတွေပေါ့နော် ဒီလိုပြည်သူတွေများမလာဖို့အတွက်အစိုးရကသာနိုင်ငံတော်မှာတာဝန်ရှိတဲ့သူတွေကသာစင်ရဲမွဲတေခြင်းကိုတိုက်ထုတ်အောင်မှဖြစ်ပါရဲ့ရှင့်ကျမတို့တက်ချုပ်ကြည့်သွားခဲ့တဲ့ခီးစင်ရဆိုရင်စင်ရမွေးတေခြင်းကိုတိုက်ထုတ်နိုင်မှုအတွက်တကားချက်တခုပွင့်သွားခဲ့တယ်လို့တော့ကျမမြင်ပါရှင်။ကျမနိုင်ငံခုမျိုးတိုးတက်လာရင်မရှိစင်သာလူရန်စားတွေနေသွားမယ်။ချမ်းသာသူနဲ့စင်ရဲသူလူရန်စားခွာဟောင်းကိုနေသွားမယ်ဆိုရင်ကျမတို့ဟာအခုထပ်ပုံမကောင်းမွန်စွာနဲ့တိုင်းပြည်မှာနေထိုင်နိုင်မယ်လို့ထင်ပါရှင်။လူဆိုတာကညီတို့ပင်စိုးစိတ်ကမဟုတ်အေးချမ်းချင်းကိုသာမြင်လို့ပါရှင်။ ဒါပေမဲ့မအေးချမ်းတဲ့အကြောင်းတရားတွေအများကြီးရှိလာတဲ့အတွက်အားလုံးကိုယ်စီအတတွေနဲ့လမ်းမတွေကိုရှောက်ခဲ့ကြတာဖြစ်ပါတယ်။ပြီးတော့ကျမတို့ကရေရှိငင်းချမ်းမှုပေါ့နော်ရေရှိအေးချမ်းမှုဒါတွေကိုစဉ်းစားမယ်ဆိုရင်တော့ကျမနိုင်ငံစီးပွားရေးအထူးကပါပဲ။စီးပွားရေးကောင်းရင်အားလုံးကျွဲကူရှိပါဆိုလို့ပေါ့နော်အစဉ်ပြေသွားဟန်တူပါရဲ့ရှင့်။ဒါလေးကကျမတို့ရဲ့မျောလင်းချက်လေးပေါ့နော်ဒီမျောလင်းချက်လေးတိုင်းဖြစ်လာပါစေကျမတို့နိုင်ငံကြီးတိုးတက်ပါစေလို့လည်း မတို့ Prime Media နဲ့အတူမိဘပြည်သူများအားလုံးကနေပြီးတော့စုတော်မြတ်တာပို့သခြင်းပါရှင်မိဘပြည်သူများရှင်ကျမခုတင်ဆက်ပေးခြင်းတဲ့သတင်းလေးကတော့ကျမတို့ရဲ့ပေါ့နော်အမျိုးသမီးဘောလုံးအသင်းကိုစုတော်ငွေတွေအများကြီးချီးမြှင့်ခဲ့တဲ့သတင်းလေးသာဖြစ်ပါရှင်ဖေဖော်ဝါရီလ18ရက်နေ့ကနေ26ရက်နေ့ထိညီဘောနိုင်ငံမှာကျင်းပခဲ့တဲ့ International Women Championship 2025ပေါ့နော်အဲ့ဒီမှာဆိုရင်မျိုးသမီးဘောလုံးဖိတ်ခေါ်ပြိုင်ပွဲမှာမြမလက်ရွေးစဉ်မျိုးသမီးအသင်းဟာဘောလုံးပွဲမှာအင်ရှင်ညီဘောအသင်းကို နှစ်ဂိုးဂိုးမရှိတဲ့အနိုင်ယူပြီးတော့ချန်ပီယံဆုကိုရယူနိုင်ခဲ့တာဖြစ်ပါရှင့်ချန်ပီယံဆုကြားယူနိုင်ခဲ့တဲ့မြမလက်ရေးစဉ်အမျိုးသမီးဘောလုံးအသင်းကိုဂုံပြုတ်ပွဲကျင်းပပါရရှင်အဲ့ဒီကျင်းပကျင်းပတဲ့ဂုံပြုတ်ပွဲကို Novotel ရန်ကုန် Max Hotel မှာကျင်းပခဲ့တယ်။ Max လ9ရက်နေ့မှာကျင်းပခဲ့တာဖြစ်ပါရှင့်။ထူးခြားချက်အနေနဲ့အဲ့ဒီပွဲမှာပေါ့နော်မြမလက်ရေးစဉ်အမျိုးသမီးဘောလုံးအသင်းကိုစက်သိန်း9930ကျပ်ကိုမြမလက်ရေးစဉ်အမျိုးသမီးအသင်းအုပ်ချုပ်နီးပြကစားသမားများထံကိုချိမြေပေးအပ်ခဲ့တယ်ဆိုလို့သိရပါရှင့်။ အခုလိုမျိုးစုချင်းမြေနဲ့ငွေကြေးတွေပေါ့နော်ပံပိုးတဲ့အဖွဲ့အစည်းတွေနဲ့လူပုဂ္ဂိုလ်တွေကအများကြီးပါရှင့်အဲ့ဒီကကျွန်မအနေငယ်ကိုဖတ်ပြပါမယ်ရှင်အကစားနဲ့လူငယ်ရေးရာဝန်ကြီးဌာနရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ပေါ့နော်ဒီဖွဲ့ရဲ့ကလည်းငွေကြက်တွေ3300သိန်း900ဆက်သက်ဖြစ်လှူဒန်းကြရတယ်ကမ္ဘောဇာဘဏ်ကကြတော့7သိန်း1000 AYA ဘဏ်ကကြတော့7သိန်း1000 A ဘဏ်က7သိန်း300 mass energy က7300မြန်မာနိုင်ငံပေါ်လုံးအခွင့်အကြောအကြီးတန်းဒုတိယဥက္ကဋ္ဌဦးပြေဖြိုးဒေသက7300ပေါ့နော်။ဒါပြင်ရော atom တို့ byd တို့ပေါ့ရှင်။ မက်ဆီမန် MFF မြို့သမီးဘုံလုံးကော်မတီဥက္ကဋ္ဌစသဖြင့်ပေါ့နော်အဲ့လိုအဖွဲ့အစည်းတွေလူပုဂ္ဂိုလ်တွေနဲ့လုပ်ငန်းရှင်တွေဟာဆိုရင်ဒီအလှငွေဝိုင်းဝန်းပေးအပ်ပြီးတော့လှူဒန်းခဲ့ကြတာဖြစ်ပါရဲ့ရှင်ချိမြင့်ခဲ့ကြတာပေါ့နော်ပြောရမယ်ဆိုတော့သူတို့ရဲ့စ조사အထောက်အပံ့အတွက်မြန်မာနိုင်ငံမှာရှိတဲ့လုပ်ငန်းရှင်တွေနဲ့အဖွဲ့အစည်းတွေကဝိုင်းဝန်းပြီးတော့ချိမြင့်မြောက်စားတာဖြစ်ပါရဲ့ရှင်အင်မတန်ပျော်ရွှင်အားတက်စရာကောင်းတဲ့သတင်းလေးတစ်ခုသာဖြစ်ပါရဲ့ရှင် ျမနိုင်ငံဟာဆိုရင်မြမအကစားကပောက်ကိုလွှမ်းရမယ်ဆိုတဲ့စောင်းပုတ်လေးနဲ့အကစားလောကတိုးတက်အောင်လို့ကြံစီဆောင်ရွက်ခဲ့တာဟာဆိုရင်နှစ်ပေါင်းများစွာလည်းကြားခဲ့ပါပြီရှင်။ဒီလိုအောင်မြင်မှုတွေအတွက်ကိုကျမတို့အများကြီးပေးဆက်ပြီးစူးစမ်းခဲ့ရတယ်ပေါ့နော်။ဒါပေမဲ့ထင်သလောက်အောင်မြင်မှုတွေမရရှိရတဲ့အခါကျတော့စိတ်တက်ကြရတဲ့အခြေအနေလေးတွေရှိရပါရှင်။လူရဲ့ဖြစ်ဒီလိုချန်ပီယံဆုရခဲ့တယ်ဆိုတဲ့အမျိုးသမီးလေးတွေကိုလည်းကျမတို့ဂုဏ်ယူပါရှင်။လေးစားပါတယ်။ကိုယ့်ရဲ့နိုင်ငံအကျိုးကိုဒီလိုနီးလန်းနဲ့ဆောင်ရွက်တယ်ဆိုတာလည်းအင်မတန်ကောင်းမွန်ပါတယ်ရှင်။ဒီတော့ကျမအနေနဲ့ဒီစင်းလေးနဲ့ဆက်ဆက်ပြီးတော့ပေါ့ရှင်ဟိုပြောပြပေးခြင်းနဲ့မက်ဆေ့လေးတစ်ခုတော့ရှိပါတယ် ဒါလေးကတော့ပါလဲဆိုတော့ကျွန်မနိုင်ငံမှာအခုဆိုရင်လူငယ်တော်တော်များများကအင်မတန်ကြောက်လန့်ကြောက်လန့်တုံလို့ပေါ့ရှင်အင်မတန်ကြောက်လန့်တုံလို့ရှောင်ပုံးထွက်ပြေးဘလို့ဘလို့သုံးတော့မှတော့မသိတော့ဘူးအဲ့လိုလိုဇလန်းရှိနေရဲ့ဥပဒေတစ်ခုရှိရဲ့ရှင်အဲ့ဒါကတော့စစ်မှုတန်းဥပဒေပေါ့နော်စစ်မှုတန်းဥပဒေမှာဆိုရင်ကင်းလို့ခွင့်ဆိုတာရှိပါရှင်စစ်မှုတန်းဥပဒေပုံမှန်22မှာဆိုရင်အောက်ပါပုံကိုယ်တွေကပြည်သူစစ်မှုတန်းတာဝန်ကနေကင်းလို့ဆေးရမယ်ဆိုပြီးပြဋ္ဌာန်းထားပါရှင်အဲ့ဒီမှာကင်းလို့ကမဲ့ အရေးအတွက်တွေပေါ့နော်အမျိုးအစားတွေပေါ့ရှင်ကာလီခါရီကားငယ်ဆိုရေးထားပါရှင်အဲ့ဒီကမှငါငါမှာရေးထားတာကတော့အာဆီယံအဆင့်အာရှအဆင့်ကမ္ဘာအဆင့်အားကစားပြိုင်ပွဲတွေမှာနိုင်ငံကုံဆောင်ရွှေတစိမ့်မွေတစိမ့်ကြေးတစိမ့်ခုခုရရှိရဲ့အားကစားသမားတွေခါဆိုရင်လည်းပြည်သူစစ်မှုထမ်းနေပြီးတော့ကိန်းလုပ်ခွင့်ရှိပါတယ်ရှင်ဒီတော့အခုလေနိုင်ငံတော်ကနေပြီးတော့ပေါ့နော်အားကစားနဲ့ပတ်သက် ပြီးတော့ပံပိုးကူညီမှုတွေအများကြီးလုပ်နေရဲဆိုတော့စစ်မှုထမ်းခြင်းကိုဆိုရင်အားကစားသမားလုတ်လိုက်ပေါ့ရှင်ကျမအဲ့လိုပဲတိုက်တွန်းရတော့ပဲပေါ့နော်ဒါကကြတော့ဟိုပြောရမယ်ဆိုတော့ ဒီတဲ့င်းနဲ့ဒီတိတုစစ်မူတန်းကိစ္စနဲ့ကတော့ရုတ်တရက်ချီမဆိုင်ဘူးလို့ပဲရှင်ဒါပေမဲ့လည်းဆက်ဆက်လိုက်တဲ့ခါကျတော့သက်ဆိုင်နေရယ်သူနဲ့ကိုနဲ့သက်ဆိုင်နေရယ်ပေါ့နော်ဒီတော့ကျွန်မရှင်းလင်းပြောပြတာဖြစ်ပါတယ်လူငယ်အနေနဲ့ကတော့ဘဝမှာရွေးချယ်စရာတွေဆိုတာအများကြီးရှိရယ်လေအများကြီးရှိရတဲ့အတွက်ဟိုကကတော့စစ်မှုမထမ်းခြင်းဘူးဆိုရင်တော့အောက်ကစားသမားလုပ်လိုက်ပေါ့ရှင်အောက်ကစားကိုတိုးတိုးစားလုပ်ကိုကအာရှအဆင့်နေအခုလိုပေါ့နော်ဟိုအာဆီယံအဆင့်ကမ္ဘာအဆင့်အောက်ကစားပြိုင်ပွဲတွေမှာစုတွေပဲရတယ်ဆိုစစ်မှုထမ်းစရာမလိုတော့ဘူးရှင်ဟုတ်လားဒါလေးကလည်းဂဲပေါက်လေးတစ်ခုအနေနဲ့ကျွန်မပြောပြပေးတာဖြစ်ပါတယ်ရှင် ကိုကအံကစားလုပ်ဖို့အတွက်ခနာကိုစက်ခံခြင်းမရှိဘူးဆိုတော့ပညာသင်မှရှက်ပြောပြတာနော်လွတ်ရလူเจ้าလေးပြောပြတာပညာသင်မှចောင်းသားဆိုရင်လည်းကင်းလုံးခွင့်ရှိပါတယ်ចောင်းပြတ်တက်ပါတက္ကသိုလ်ចောင်းသားတွေပထမနှစ်မှာစီတန်လုပ်ထားရဆိုရင်ចောင်းပြတ်တက်ပါဒုတိယနှစ်ပြန်တက်ကြနော်အဲ့ဒီကမှအချိန်နေဆွဲကျင်တယ်ဆိုတော့စာမေးပွဲမှာအမအောင်အောင်ဖြေပြီးတက္ကသိုလ်မှာပဲချိန်ကုန်ခံလိုက်အဲအကောင်းဆုံးပဲနော်ဘာဖြစ်လို့ကျမတို့မပြောလဲသူကလုံမှာပဲဆိုတော့လေလုံမဲ့လုံကောင်းကောင်းလုံနိုင်လို့ကျမတို့ကလည်းအကြံဉာဏ်ပေးလိုက်တာပေါ့ရှင်ဒါလေးပါပဲရှင့် ဒီတော့မြန်မာအားကစားကတော့တွတ်တက်ဖို့အတွက်ကိုလမ်းစာတွေပေါ်နေပါပြီရှင်ကျွန်တော်နိုင်ငံကတော့ကန်ဆိုးပြီးရဲ့အခါမှာပြန်ပြီးကန်ကောင်းလာတယ်ပြောရမလားမသိဘူးလားအောင်မြင်မှုတွေတွတ်တက်မှုတွေရရှိလာမယ်အတိတ်နမိတ်တွေကတော့အများကြီးဒီရဲ့ဘက်ကမှမြင်လာရတယ်ပေါ့နော်အဲ့တော့လည်းကျွန်တော်တို့စိတ်ထဲမှာပျော်ပါရှင်ဝမ်းသာပါတယ်မြန်မာနိုင်ငံသားဖြစ်မွေးဖွားလာတာနဲ့အတူကျွန်တော်တို့ဟာမြန်မာနိုင်ငံတွတ်တက်ဖို့အတွက်ကိုအထူးလိုလားပါရှင်ကျမတို့ရဲ့အိမ်ကိုတိုးတက်ဖို့အတွက်ကျမတို့ကလုံမဒီအိမ်သူအိမ်သားတွေကစူးစမ်းမှကျမတို့အိမ်လေးကနေခြင်းစပွဲတိတိကျကျလေးဖြစ်မှာပေါ့ရှင်။ ဒါကြောင့်ကျမတို့နိုင်ငံလေးရဆိုရင်အိတ်အိတ်နဲ့နှိုင်းရှင်မယ်ဆိုရင်မိသားစုရဲ့ပျော်ပျော်ရွှင်ရွှင်ဖူးဖူးလုံးလုံးနဲ့အေးအေးချမ်းချမ်းနေထိုင်နိုင်မဲ့တတိကရာလေးဖြစ်စေချင်ပါတယ်။တတိကရာလေးဖြစ်စေဖို့အတွက်လည်းကျမတို့အားလုံးကဝမ်းဝန်းကြိုးစားရပါမယ်ရှင့်။ဒါလေးတော့သတင်းသုံးသပ်ချက်လေးကနေပြီးတော့ကျမမိဘပြည်သူများအားလုံးစီတို့ message လေးတစ်ခုပေးပို့လိုက်ပါရစေရှင်။မိဘပြည်သူများရှင်ကျမတို့မနေ့ကလည်းတင်ဆက်ခဲ့ပါရှင့်။တက္ကသိုလ်ဝန်ထမ်းစာမေးပွဲအတွက်ပေါ့နော်။ loud speaker နဲ့ပတ်သက်ပြီးတော့ကျမပြောပြထားပါတယ်ကြိုးတဲ့အခါမှာတောင်းသားမိပါတဲ့ခက်ခဲလေးတွေပဲကျမတို့ comment လေးနဲ့လာပြီးတော့ပြောပြကြတာမြင်တွေ့ရပါရဲ့ရှင့် ဒီနေ့မှဆိုလဲကျမသတင်းလေးတစ်ပုဒ်ကိုမြင်တွေ့လိုက်ပါတယ်ဒါကြောင့်သတင်းလေးနဲ့ဆက်ဆက်ပြီးတော့လေပြောပြချင်ပါရှင့်2024 2025ဘောနော်ပညာသင်နဲ့တက္ကသိုလ်ဝန်ထမ်းအောင်ချက်မြင့်မာရေးအတွက်ကိုအလို့ရုံဆွေးနွေးပွဲလုပ်ပါရရှင်။အဲ့ဒါတော့ဒီဇင်ဘာ17ရက်နေ့ကတောင်ကြီးမြို့အမှတ်တအခြေခံပညာအထက်တန်းကျောင်းဒေါခင်သိန်းခမ်းမမှာကျင်းပခဲ့တယ်ဆိုတော့သိရပါရှင့်။အဲ့ဒီအလို့ရုံဆွေးနွေးပွဲမှာဆိုရင်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကတက်ရောက်ခဲ့ပါတယ်။ပြီးရခါမှာရှမ်းပြည်တတမိုင်းနယ်မှာရှိတဲ့တက္ကသိုလ်ဝန်ထမ်းဆောင်ရွက်ဝင်ရောက်ဖြည့်ဆည်းမဲ့ကျောင်းသားကျောင်းသူရဲ့ရည်ချင်းပြေးဝဖို့ထူးထွန်းစွာအောင်မြင်စေဖို့အတွက်ကိုပေါ့နော်။ အဓိကအောင်ချက်မြင့်မားစေဖို့အတွက်ပေါ့ရှင်ဒါတွေကိုဘာသာရေးအလိုက်စနစ်ပုတ်ချမှုတွေကိုဆရာဆရာမတွေအနေနဲ့ပုံပြီးစူးစမ်းလုံဆောင်တင်လဲဆိုကိစ္စလေးပေါ့နော်ဒါပြင်ကိုဘလို့ခက်ခဲရှိလဲပေါ့ရှင်ဒါလေးတွေမေးမြန်းပြီးတော့လုံဆောင်ကူညီပေးခဲ့တယ်လို့ကြားသိရပါတယ်ရှင်ဒီလုံရုံစနစ်ပွဲလေးဟာဆိုရင်တက္ကသိုလ်ဝန်ထမ်းဖြည့်ဆို့မဲ့ကျောင်းသားလေးတွေအောင်ချက်မြင့်မားစေဖို့အတွက်လုံဆောင်တဲ့လုံရုံစနစ်ပွဲလေးလာဖြစ်ပါတယ်ရှင်အဲ့ဒီအနေမှာရရှိလာတဲ့ဆက်လက်တွေ data တွေနဲ့မြေပြင်မှာကုညီဆောင်ရွက်မှုတွေပြုလုပ်ပါပေါ့နော်။ဒီတော့ကျမအနေနဲ့ကျမတို့ကလည်း media အနေနဲ့ပေါ့နော်မြေပြင်ကနေရရှိလာတဲ့အခက်အခဲလေးတွေလည်းတင်ပြခြင်းပါရှင့်။ တက္ကသိုလ်ဝန်ထမ်းဖြစ်ဆိုမဲ့ကျောင်းသားလေးတွေမှာခက်ခဲလေးရှိပါရှင့်အဲ့ဒီခက်ခဲလေးတွေကိုမိဘပြည်သူများအနေနဲ့ပေးပို့ထားပါဘောနော်အဲ့ဒီကနံပါတ်1ကတော့လက်ဆင့်မီနဲ့ပတ်သက်တဲ့ခက်ခဲတာဖြစ်ပါတယ်လက်ဆင့်မီမရရှိတဲ့နေရာတောင်းသူကျောင်းသားတွေအားဆိုရင်စာချက်ဖို့အတွက်ဒုက္ခရောက်တယ်အချို့တွေဆိုရန်ကုန်မှာနေထိုင်နေပါဘောနော်လက်စင်မီယာပြတ်တော့အခန့်အချင်းပူဝဘူးမီယာမရှိနဲ့ဆိုတော့စာချက်တဲ့အခါမှာဘလို့မှအာရုံဝင်စားခြင်းမရှိပါဘူးရှင့်ဒါ၁၀တန်းဆောင်ရွေးဖြည့်ဘူးတဲ့သူဆိုသိရဲပေါ့နော်ကျမတို့လည်း၁၀တန်းကျောင်းသူဘွားနေပြီးတော့ကြော်ဖြတ်ခဲ့တာပဲလေ စာကြက်တဲ့အချိန်မှာလူကပေါ့နော်လူတွေကအရန်အုံနောက်ကောင်းတာတွေဆိုတော့တမျိုးပေါ့ရှင်အဲ့ဒါမှာချက်ချင်းစာကိုကြည့်ရတယ်အမှတ်မိရဆိုတမျိုးတာမန်အနေနဲ့ဆိုတော့ကျမတို့ကစာကြက်ဖို့အတွက်ကစိတ်ငြိမ်တဲ့နေရာတစ်ခုတူတော့လိုအပ်တယ်ရှင်ပြီးတော့ကျမတို့အနေနဲ့ကောင်းမွန်တဲ့အလင်းရောင်ဆိုတာလိုအပ်တယ်ဒါအပြင်ကိုကျမတို့အာရုံစူးစိုက်မှုကောင်းနေဖို့အတွက်ရာသီဥတုတင့်နေလျှောက်ပတ်ခြင်းဆိုတာလိုအပ်ပါရှင်ပြီးတော့လက်စမီမရအောင်ဆိုရင်ကလေးတွေကအစိုးအိမ်ကအဲကုန်းဖွင့်မှနေလို့ရတာလေဒီတော့လက်စမီကမရှိတော့အဲကုန်းကပြတ်တော့ကလေးကဒုက္ခရောက်တာပေါ့ရှင်ဒီအတွက်လက်စမီလေးအပြည့်ပေးနိုင်ဖို့အတွက်ကိုအထူးစူးစမ်းပေးဖို့အတွက်လည်းတိုက်တွန်းလိုပါရှင် နံပါတ်1ကတော့ loud speaker ရဲ့အသုံးမပြုဖို့အတွက်ကိုစီကံထုတ်ထားတဲ့လို့ပြောထားပါတယ်ရှင့်လူမှုရေးကိစ္စတွေတာရေးနာရေးကိစ္စတွေအားဟိုရင်ခက်ကဆိုရင် loud speaker တွေပဲသုံးတယ်ဆိုတာတက်မီတာဖုန်းတွေပဲမရှိလို့လေဆက်သွယ်လို့မရလို့လေ loud speaker နဲ့អော်ပြီးတော့တက်ရွာနှစ်ရွာကြောင်းអော်ရတာလေအခုကဖုန်းတွေရှိနေပြီရှင်အိမ်မှာတာရေးနာရေးရှိရဲဆိုဖုန်းဆက်ပြီးចောင်းပြလို့မရအောင်လားဖိတ်စာလေးဝေလို့မရအောင်လားဘာလို့ loud speaker နဲ့မှလဲခေကြီးကပြောင်းလဲတိုးတက်လာပြီရှင်သိလားမိမိညာပြောင်းလဲတိုးတက်လာပြီကိုတွေပြောင်းလဲတိုးတက်ဖို့ပဲလိုပါတော့တယ်เนาะ ဂလော့စပီကာဆိုတာတကယ်ဟိုရှစ်ခစ်ရွာကြတဲ့နေရာတောကြတဲ့နေရာရှင်တကယ်ကိုတာဆန်ခစ်တော့သုံးခဲ့တဲ့ကိစ္စအနေပေါ့နော်အခုကိမှာစမတ်ဖုန်းလေးရှိနေပြီချိန်နဲ့ဟေးငါအိမ်မှာပါရှိရေနော်ပါပွဲရှိရေနော်ဆိုပြီးတော့ဖုန်းဆက်ပြောလို့ရနေရတာနဲ့ဂလော့စပီကာကြီးဖြွင့်ပြီးတော့တချင်းဖြွင့်ပြီးတော့မှအလှလုတ်တယ်ဆိုရင်လည်းပေါ့နော်ဂလော့စပီကာကြီးဖြွင့်မှဒီနေရာမှာအလှရှိရဲ့ဆိုတော့သူများကခုနကပိုင်းသိရမဟုတ်ဘူးလေဖုန်းဆက်လိုက်ရင်ဘယ်နှအလှရှိရဲ့အကုန်သိရဲ့ရှင်ဟုတ်တယ်မလားအဲ့တော့အဲ့လိုနေထားလေးပြောင်းလဲလာရင်ဖြစ်တဲ့အတွက်ဒီဂလော့စပီကာကိစ္စကလည်းတော်တော်ကိုအာရုံနောက်ရတဲ့ကိစ္စပေါ့နော် တော့ဒီကိစ္စကတော့ဒီចောင်းသားလေးအတွက်လည်းခက်ခဲဖြစ်လာတယ်နောက်ချက်ဖြစ်လာတယ်ဒါကြောင့်ကျွန်မတင်ဆက်ပေးတာဖြစ်ပါရရှင်နံပါတ်3ပြဿနာလေးကတော့ကျွန်မတို့ prime media ရဲ့သတင်းတင်ဆက်မှုလေးအောက်မှာ comment လာရေးသွားတာဖြစ်ပါရရှင်လေရန်ចောင်းသားလေးဆောင်းဝဲဖြီးတဲ့ကိစ္စလေးပေါ့နော်အဲ့ဒီဆောင်းဝဲဖြီးတဲ့အချိန်မှာတဲ့သူ့ရဲ့ကလေးကဆောင်းဝဲဖြီးတဲ့အချိန်မှာဆောင်းဝဲကနေဆီယာမကတရားနာနေပါတယ်တဲ့တရားဘလို့နာလဲဆိုတော့သူ့ရဲ့ဖုန်းဖွင့်ပြီးတော့ speaker အကျဉ်းဖွင့်ပြီးတော့တရားနာတယ်ပေါ့နော်အဲ့တော့ကလေးကဆောင်းဝဲဖြေဖို့တော့ကိုတော်တော်စိတ်နှောက်ရှက်ဖြစ်ရတယ်ပေါ့ရှင်ထောင်မိဘကိုပြန်ပြောတဲ့အခါမှာကျမတို့မီဒီယာအောက်မှာလာပြီးတော့ရေးသားသွားတာဖြစ်ပါရှင့် စမ်းသပ်ကြည့်မယ်ဆိုရင်တရားနာတာကောင်းတဲ့ကိစ္စပါရှင်ကျမတို့လည်းအချိန်ရရရတို့တရားလေးတွေနားယူပါတယ်။ဘာကြောင့်လဲဆိုတော့ကျမတို့သာသနာဆိုတာကကျမတို့ရဲ့အဆုံးအမပဲလေ။ကျမတို့ဒီသာသနာတွေကြောက်ပဲရှင်ခြေတုံမှုတဲ့လူတွေဖြစ်လာတာရှင့်နှမို့ဆိုရင်ကျမတို့ကုသိုလ်အကုသိုလ်မသိတဲ့လူတိုင်းတွေပဲဖြစ်နေမှာပါဒီတော့ဆီယမအနေနဲ့တရားနာတာအင်မတန်ကောင်းတဲ့ကိစ္စပါဒါပေမဲ့ဆီယမရေကျမဆီယမဖောက်ကြားရပြပြကျင်တာပေါ့နော်ဆီယမရေစဉ်းစားကြည့်ပါဦးတရားနာတယ်ဆိုတာကဘု து မှအနှောက်အယှက်မဖြစ်အောင်နားရတာပါရှင့် တရားဆိုတာကိုယ့်ရဲ့ရှင်နဲ့အသေးသေးထီကိုစိတ်ဝင်ပြန့်နှံ့အေးမြပြီးတော့အသိဉာဏ်ထီကိုပေါ့နော်ဒီအေးမြမှုဝင်သွားပြီးရဲ့အခါမှာဒီအုံနောက်အသိဉာဏ်မှာပြောင်းလဲသွားနိုင်တဲ့အထီကိုအစွမ်းထက်မြတ်ပါရှင်အခုဆီယမတရားနာလိုက်တဲ့အချိန်လေးတခုမှနှကြက်လေးနဲ့နာလို့မရအောင်လားဆီယမရဲ့ဟုတ်တယ်မလားဟိုကလေးတွေဆိုတာရှင်းပြရင်တရားရဲ့အရာသာတွေတရားရဲ့အတိတ်ပဲလို့သိနားလေတဲ့အခြေအနေမဟုတ်ပါဘူးရှင်ပြီးတော့ကလေးတွေအစာမိုးပဲဖြစ်နေကြတာပါကျမတို့လိုမျိုးစာမေ့တတ်တဲ့ចောင်းသားတွေဆိုအင်မတန်ဒုက္ခရောက်မှာပါရှင် အိမ်မားတော့စာကြက်လာတယ်။ကျောင်းသားတွေရောစာမေ့တော့။အဲ့လိုကျောင်းသားတွေတကယ်ရှိပါရဲ့ဆီယမ်မတို့ရဲ့ဆီယမ်မတို့အသိဆုံးပါ။ပြီးတော့ဆီယမ်မတရားအောင်အကျဉ်းနာနေရောစာမွေးဖြေရဲ့ကျောင်းသားတွေရဲ့နေရောင်လည်းကိုချင်းစာကြည့်ပါအောင်ဆီယမ်မရဲ့။နော်ဒါလေးကမလုပ်တင်ပါဘူးရှင်။ဒါကြောင့်ဆီယမ်မရဲ့အနေနဲ့လည်းဒီလိုမျိုးစာဖြေတဲ့ခန်းတွေပါနေမှာဆိုရင်ဖုန်းတွေအသုံးမပြုဖို့အတွက်ဖုန်းနံလေးပိတ်ထားဖို့အတွက်ကိုလည်းစီကန်းလေးကြိုတင်ထုတ်ထားတဲ့နယ်လို့ထင်ပါရဲ့ရှင့်။နောက်ထပ်ကြံစည်လေးခုကတော့အကြောင်းမူကြောင်းသားအနေနဲ့ရင်ကျောပိတ်ဆို့မှုလေးတွေပေါ့ရှင်ဖြစ်တဲ့အခါမှာဆောင်းဝဲကန်းကိုလာတာနောက်ကျတဲ့ကိစ္စလေးဖြစ်ပါတယ်ဒါလေးတွေကိုလည်း ြင်ဆင်ပြီးတော့စ조사ပေးပါအောင်လို့ပြောကြားထားပါရှင့်နောက်တစ်ခုကတော့အเจ้าနဲ့အလန်းဝေးတဲ့နေရာမှာနေထိုင်တဲ့ကလေးရှိရပေါ့နော်အဓိကကတော့နေမြေလုံးကြုံမှုမရှိတဲ့နေရာတွေမှာနေထိုင်တဲ့ကလေးတွေဆိုရင်အကျိုးပို့ရှင်လေးတွေနဲ့ပြုလုပ်ပေးပါလို့လည်းကျွန်မတို့နောက်ဆိုထားတွေ့ပါရှင့်နောက်ဆုံးအချက်တစ်ခုကတော့ចောင်းသားအရွယ်တွေနဲ့ဆယ်တန်းចောင်းသားအရွယ်တွေကိုတဲ့စစ်မှုထမ်းရန်အတွက်ဆိုပြီးတော့စည်ရင်းကောက်နေတဲ့ကိစ္စတွေလည်းအချို့ရက်ွက်တွေမှာဖြစ်နေပါရှင့်။ခါကျအုပ်ချုပ်ရေးမှုတွေရဲ့ဥပဒေကိုဖော်ဆောင်တဲ့နီလန်းနေရာလည်းတော်တော်ကိုအံ့ဩဖို့ကောင်းပါရှင့်။အံ့ဩကောင်းတယ်ပေါ့နော်။ဘလို့ဖြစ်လို့ចောင်းသားတွေမှလည်းရှင့် ကျောင်းသားတွေကကင်းလို့ခွင့်ရှိရလေတက္ကသိုလ်တပည့်တက်တက်ဆယ်တန်းပဲတက်တက်ကျောင်းတက်နေရဲ့ကျောင်းသားဆိုစစ်မှုမထမ်းရအောင်ရှင်ဥပဒေမှာဒီတိုင်းပဲပြန့်ထမ်းထားတာဒီတော့ဆယ်တန်းဖြည့်ပြီးရတယ်ဒီကလေးကကျောင်းနဲ့ကင်းလို့သွားပြီလားမဟုတ်သေးဘူးလေဆယ်တန်းဖြည့်ပြီးလို့ရှင်သူတို့ဆယ်တန်းအောင်စင်းဆောက်အောင်မယ်အောင်စင်းဆောက်ပြီးတော့အောင်နေဆိုတက္ကသိုလ်ကျောင်းသားအဖြစ်နဲ့ဆက်လှမ်းမယ်မအောင်ဘူးဆိုရင်လည်းဆယ်တန်းကိုပြန်ပြီးဖြည့်ကြအောင်မယ်လေကျောင်းသားဘဝကနေဆယ်တန်းဖြည့်ပြီးရတယ်ကင်းလို့သွားမှာမဟုတ်တာအုပ်ကြီးတို့ရဲ့အုပ်ကြီးတို့ကလည်းဆယ်ဝကနေဘိုင်းဆောက်တယ်လို့မျိုးဆောက်ဖမ်းနေကြတယ်နေသားနေဖြစ်နေရပေါ့တော့ဒါလေးတော့လည်းစဉ်းစားဆင်ခြင်ကြပါအောင်ရှင် ဒီတော့ရက်ကွက်တွေမှာဆိုရင်အကြောင်းသူအကြောင်းသားတွေကိုစစ်မှုထမ်းအစင်းကောက်တဲ့ခါမှာပေါ့နော်မကောက်ယူဖို့အတွက်ချန်လက်ထားဖို့အတွက်ကိုလည်းစီကံတင်းကျက်စွာထုတ်ထားတဲ့မှာရှက်စစ်မှုထမ်းအစင်းကောက်ဖို့ကတော့ယောက်ျားတိုင်းကိုကောက်အောင်ပါပဲမှန်ပါရှက်အသက်ရွယ်ရောက်တဲ့သူတိုင်းကောက်အောင်ပါပဲဒါပေမဲ့အကြောင်းသားတွေမှာပါပါအောင်ရှက်ကျောင်းသားတွေကကျောင်းတက်နောက်ကြတာတချို့စစ်ကိစ္စပေါ့နော်အဓိကစစ်ပွဲတွေဖြစ်လို့ပေါ့တချို့တွေကပိုပြည်တီပြီးပြရတာတချို့ကဆယ်တန်းပေါ့ရှင်တက္ကသိုလ်ဝန်ထမ်းသာဖြည့်တာ16နှစ်ကျော်သွားပြီပြီရှင်ဒီတော့ပြည်သူစစ်မှုထမ်းမှာဆိုတော့မှန်တယ်လေ16နှစ်ကျော်သွားပြီဖြစ်တဲ့အတွက်အကျုံးဝင်သွားပြီဒါပေမဲ့ ီဘက်မှာသူဟာចောင်းသားပဲရှိသေးရဲ့ရှင့်ရက်ကွက်ထဲမှာ16နှစ်ကျော်တဲ့မျိုးသားအများရှိပါရှင်။ចောင်းတက်တဲ့သူတွေအများရှိပါရှင်။ဒီလူတွေကိုပဲဆင်းកောက်လိုက်ပါနော်။ចောင်းသားလေးတွေတော့မកောက်ပါနဲ့ရှင်။အဲ့လိုဆင်းနေកောက်လိုက်တော့ចောင်းသားတွေကអូငါសំមွဲဖြည့်ပြီးရတယ်စတဲ့ဝင်ရတော့မှာပါလားဆိုတော့အတိအလွဲတွေဝင်ပြီးရခါမှာសំមွဲဖြည့်တဲ့ခါနောက်ဆက်ဖြစ်တာပေါ့ရှင်။မတော်တဆချေချော်လက်ချော်စိတ်ဆင်းရဲကိုဆင်းရဲဖြစ်ပြီးសំមွဲကြသွားမလို့လုံးလဲရှင်။ လူချင်းမလို့တောင်မကင်းလေဟုတ်တယ်မလားဒါလေးတော့နည်းနည်းစင်ကျင်ပြဖို့တော့ပါရှင်ဒါလေးပြောပြတာပါဒီနေ့ပြောပြတာကတော့မိဘပြည်သူတွေနဲ့အကြောင်းသူအကြောင်းသားတွေကြုံတွေ့နေရတဲ့ခက်ခဲလေးပေါ့နော်ဒီတော့ကျွန်မနိုင်ငံမှာဒီနေ့ဖြေတဲ့တက္ကသိုလ်ဝန်ထမ်းဆောင်ရွက်ပွဲအောင်ချက်ကောင်းကျင်တယ်ဆိုတော့ဒီချက်လေးတွေကိုနိုင်ငံတော်နဲ့ကူညီဆောက်ရှောက်တင်တယ်လို့ထင်ပါရှင်မိဘပြည်သူများနဲ့အကြောင်းသားတွေအနေနဲ့ကလည်းနိုင်ငံတော်ကကူညီပေးလို့ရတဲ့ခက်ခဲလေးရှိမယ်ဆိုရင်ကျွန်မခုသတင်းတင်ဆက်မှုအောက်လေးမှာ comment လေးဝင်ပေးပေးပါရှင်နောက်နေ့မှာဆိုရင်အဲ့ဒီ comment တွေကနေပြီးတော့တကယ်လို့အမှတ်အကြောင်းအရာတွေကောင်းလို့ရတဲ့တွေကိုကျွန်မတို့ထုတ်လုပ်ပြီးတော့တင်ဆက်ပေးမှာဖြစ်ပါရှင် ကဲမောင်မြမလေးတို့ရေမောင်မြမလေးတို့အခက်ခဲလေးတို့တော့အမားတို့ prime media ကနေပြီးတော့မဟုတ်နော်စ조사ပြီးတော့ထုတ်နှုတ်တင်ဆက်ပေးခဲ့ပါပြီရှင်ဒီတော့မောင်မြမလေးတို့လောက်ကမ်းမယ်အရာတော့အခုချိန်ကနေစပြီးစောင်း조사ကြက်မှတ်ပြီးတော့တက္ကသိုလ်ဝန်ထမ်းစာမွေးပွဲကိုအောင်မြင်စွာဖြည့်ဆို့ဖို့အတွက်သာရှိပါရတယ်ရှင်ဘလို့ပဲလက်တယ်အားကိုးတဲ့ဆိုရင်မကိုယ်တိုင်ညှိရတယ်လေဒါကလေးမိုးတဲ့အခါမှာတုံးတဲ့စကားပေါ့နော်ဒီတော့ဘလို့ပဲနိုင်ငံတော်ကကူညီပါစေကိုကစာရနေမှာစောင်းပွဲအောင်ပါနော်အဲ့ဒါလည်းရေးကြည့်ရရှင်မမေ့နိုင်အောင်တချို့တွေလေ စာချက်မယ်စာချက်မယ်ဆိုပြီးတော့ဖုန်းလေးဖွင့်လိုက်ပြီးတော်တော်လေးသုံးပြီးတော့စာချက်ဖို့မေ့သွားတာနော်ဖုန်းလေးဖွင့်လိုက်ပြီး YouTube လေးကြည့်ပြီးစာချက်ဖို့မေ့သွားတာပြောလို့မရအခုသတင်းတင်ဆက်နေရဲ့ကျမကတော့မှထိုင်ကြည့်နေရဲ့တက္ကသိုလ်ဝန်ထမ်းအကြောင်းသားပါမလားမသိဘူးရှင်ပါတယ်ဆိုခွန်မှန်လေးရေးသွားလိုက်ပါနော်ဘာလို့ရေးကနေလဲဆိုတော့စုလို့ပါရှင်ဘာလို့ဒီချိန်စာမချက်ပဲနဲ့သတင်းထိုင်ကြည့်နေရလဲဆိုပြီးတော့ကျမစုလို့ပါရှင်နော်ဒီတော့ကလေးအနေနဲ့ကအခုချိန်ကမင်းတို့ရဲ့ဘဝတကားကိုဖွင့်တဲ့အခါမှာအရေးကြီးတဲ့တကားချက်တစ်ခုပါ ဒါကြောင့်ပေါ့ပေါ့တန်တန်သဘောမထားပဲနဲ့စောင့်တက်နိုင်ဆုံးလေးလာသိမ့်ကိုမသားပါစောင့်မွေးပွဲကိုကောင်းကောင်းဖြေပါကျမရင်လည်းကူးဆိုင်ပါရှင့်ဒါလေးကတော့ကျမဆယ်တန်းចောင်းသားလေးကိုနော်တော်တော်ဝန်နဲ့ဖြည့်မဲ့ចောင်းသားလေးတွေចောင်းသူလေးတွေအားလုံးကိုကျမတို့ကအမတယောက်အနေနဲ့မှာကြတာဖြစ်ပါရှင့်အားလုံးမဲ့ဆောင်ဝဲကောင်းကောင်းဖြည့်နိုင်ကြပါစေအမှန်ကောင်းကောင်းနေကြပါစေကိုလိုချင်တဲ့တက္ကသိုလ်တက်နိုင်ကြပါစေလို့အမတို့ Prime Media အဖွဲ့သားများအားလုံးမှတက္ကသိုလ်ဝန်ထမ်းဖြည့်ဆိုမဲ့ចောင်းသူចောင်းသားလေးများအားလုံးကိုဆုတောင်းမေတ္တာပို့သလိုက်ရပါရှင့်မိဘပြည်သူများရှင်ကျမတို့တင်ဆက်ပေးခြင်းတဲ့ចောင်းသားလေးကတော့ သတင်းဆိုတာထက်ကျွန်မမနေ့ကရုပ်သံဖိုင်လေးတစ်ခုကြည့်ရပါရှင့်ရုပ်သံဖိုင်ထဲမှာဆိုရင်မြမတက်မတော်သားတယောက်ပေါ့နော်လက်နက်ချထားတဲ့မြမတက်မတော်သားလို့သိရပါရှင့်အဲ့ဒီမြမတက်မတော်သားကိုလေဘင်းလှီးပြီးတော့တပ်ဖြတ်နေရဲ့ရုပ်သံသားဖြစ်ပါရှင့်လေဘင်းလှီးဖြတ်ခံရတဲ့သူပါဆိုရင်ခန္ဓာကိုယ်တွန့်လေကောက်ကွေးပြီးတော့အင်မတန်ကြောက်လန့်တဲ့ကြားတုံ့လုံးနေတာလည်းမြင်တွေ့ရပါရှင့်ကျွန်မရုပ်သံကိုပြီးရဲ့ထိမကြည့်နိုင်ပါဘူးနော်အဲ့လိုရက်ဆက်လုံးနဲ့မြင်ကွင်းနေကြတော့ကျွန်မတို့ဘလို့မျိုးစိတ်နဲ့မှအဆုံးထိထိုင်မကြည့်နိုင်ပါဘူးရှင့်။တရင်နေတင်ဆက်ဖို့လိုလို့တာခါကြရင်ကြည့်ရတာပေါ့နော်။ မိဘပြည်သူတော်များလည်းကျမလိုစိတ်ခံစားချက်တွေရှိမယ်လို့ထင်ပါတယ်။ကျမတို့ဒါတွေမြင်နေရတာတော်တော်စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ပါရှင်။ဒီတော့ကျမဒါနဲ့ဆက်ဆက်ပြီးပြောချင်တာကတော့ကျမတို့မြန်မာတပ်မတော်ဟာဆိုရင်ဒီအရှိပိုင်းကတိုက်ပွဲတွေမှာဆုံးရှုံးနေတာမျိုးတွေဖြစ်ခဲ့ပါရှင်။စစ်ပွဲတွေရဲ့သဘောတဘာဝအတိုင်း၊သူကနစ်နာလိုက်၊ကိုကနစ်နာလိုက်ပေါ့နော်။မြန်မာတပ်မတော်အနေနဲ့နစ်နာခဲ့ရတဲ့အချိန်တွေမှာမြန်မာတပ်မတော်သားတွေဖမ်းဆီးခံရတဲ့အချိန်တွေလည်းရှိပါရှင်။အမန်ဒီလက်ထဲရှောက်ကုန်တဲ့မြတ်တမတော်သားတွေရဲ့သတင်းလေးတွေဆိုရင်ကျမအနေနဲ့ကျမတို့ Prime Media ပေါ့နော်သတင်းပေးလေးတွေရှိရတဲ့အတွက် ထုံထုံပြီးတော့တင်ဆက်ပေးနိုင်တဲ့အခြေအနေတွေလည်းရှိပါတယ်။ဘလို့ပဲဖြစ်ဖြစ်သူတို့တွေရဲ့အခြေအနေလေးတွေကိုကျွန်မတို့သိရတာပေါ့ရှင်။ဥမာလာရှိုးကျင်းအောင်နဲ့မှဖမ်းဆီးခံရတဲ့တပ်မတော်သားတွေဆိုရင်ဘလို့အခြေအနေလေးရှိရဲဘလို့နေထိုင်စားသောက်ရတယ်စသဖြင့်ပေါ့နော်။ဒီလိုအကြမ်းပြင်းလေးတွေသိရတဲ့အတွက်မိသားစုအနေနဲ့ကလည်းဘလို့ပဲဖြစ်စိတ်အေးရတာပေါ့ရှင်။ကိုယ့်ရဲ့မိသားစုဘာဖြစ်နေလဲဆိုတော့လုံးဝမသိရတတ်စားလို့ရှင်တော့အနေငယ်သိရတယ်ဆိုတော့စိတ်အေးစရာတခုပဲလေ။ဒါဝိုးမိသားစုရှိရတဲ့သူကနားနေပါရဲ့ရှင့်။ဒါလေးတို့ကကျွန်မတို့သတင်းပေးနိုင်တယ်ပေါ့နော်။ဒီတော့ရမခဖြစ်စင်မှာပါတဲ့မိသားစုရေဆိုတော့ ဘီတို့ပဲဆိုစေကမို့တကုတ်ကိုသိရတာပေါ့ရှင်ကျမပြောချင်တာလေဒါပေမဲ့ရခိုင်ပြည်နယ်မှာဖြစ်သွားတဲ့ဖြစ်စဉ်တွေမှာဖန်စီခံရတဲ့တပ်မတော်သားတွေအတွက်ကြတော့ကျမတို့လည်းသတင်းတွေစုံစမ်းနိုင်ခြင်းမရှိပါဘူးရှင်သတင်းပေးကောင်းကောင်းမို့လည်းမရှိဘူးနော်ဒီတော့အဲ့ဒီဟာသတင်းတွေကြတော့ကျမတို့လုံးဝမရဘူးမရတဲ့အခါမှာကျမတို့လာမေးတဲ့အချို့တပ်မတော်သားမိသားစုတွေကလေအမားရဲရခိုင်ပြည်နယ်မှာဖန်စီခံထားရတယ်ပေါ့နော်အခြေအနေလေးပြောပြပါအောင်နဲ့တည်သလားရှင်သလားဆိုတာသိချင်ပါတယ်ဆိုတော့မေးလာပါရှင်ကျမတို့မှာဖြည့်စရာအဖြည့်လုံးဝမရှိပါဘူးရှင်ဒါပြင်ရခိုင်ပြည်နယ်ဘက်မှာဆိုရင် တက်မတော်သားတွေဖုန်းတွေကိုယူပြီးတော့တက်မတော်သားစုတွေဖုန်းဆက်လာပြီးတဲ့အခါမှာပေါ့နော်မဖွဲ့မရာကိစ္စတွေပြောဆိုလှုပ်ဆောင်တာတွေကအစားကျွန်မတို့ကြားသိရပါရှင့်တော်စင်ကောင်းဖြစ်စရာကောင်းပါရှင့်တတော်လေးရက်ဆက်ရုပ်မာတဲ့စိတ်တက်တွေမြင်ဝင်းတွေကိုအေးအေးအဖွဲတွေမှာမြင်ရတာပေါ့နော်ဒီတော့မနေ့ကရုပ်တန်ဆိုလဲတက်မတော်သားစုရဲ့အနေနဲ့မြင်တဲ့အခါမှာရှင်ထဲမှာဘလို့နေမလဲဆိုတာကိုချင်းစာကြည့်ကြပါအောင်ရှင့်လက်နဲ့ချပါတယ်ဆိုတဲ့သူကိုရင်းဆက်ဆက်လဲပင်းလေးပြီးတက်ဖြတ်နေတာပါရှင့်အင်မတန်ကြောက်ဖို့ကောင်းတဲ့လူမိတ်စာတွေဖြစ်နေကြပါပြီဒီလူမိတ်စာတွေဘယ်လိုများနှိမ်နှဲမှလဲဆိုတာကတော့ ော်တော်ဆန်းသားခတ်တဲ့ကိစ္စတစ်ခုဖြစ်သွားပါပြီရှင်။ရခိုင်ပြည်နယ်ဟာစိုးဝါလုံးတဲ့ပြည်နယ်တစ်ခုဖြစ်နေပြောင်းလဲသွားတော့မှာဖြစ်တယ်လို့ရခိုင်ပြည်နယ်မှာနေထိုင်တဲ့ရခိုင်တိုင်းသားတွေအပြင်ဒီလိုမျိုးမိစ္ဆာတွေလက်ထဲမှာရောက်နေရင်ကျမတို့တပ်မတော်သားတွေရဲ့ရှေ့ရေးအတွက်ကိုလည်းကျမတို့အင်မတန်ရှင်လေးပါရှင်။ဒါကြောင့်မြမတပ်မတော်နေနဲ့လည်းရခိုင်ဒေသမှာဖမ်းဆီးခံထားတဲ့တပ်မတော်သားတွေပြန်လည်လွတ်မြောက်လာဖို့အတွက်ကိုအထူးစူးစမ်းပေးဖို့အတွက်လည်းကျမတို့တိုက်တွန်းလိုပါရှင်။ လက်ရှိမှာစစ်ပွဲတွေရင်ဆိုင်နေရသလိုအခြေအနေတွေမအေးချမ်းသေးဘူးဆိုတော့ကျွန်မနားလည်ပါရှင်ဒါပေမဲ့တက်မိသားစုတွေဘက်ကမျှော်လင့်ချက်လေးကိုတော့ကျွန်တော်တင်ပြပေးဖို့အတွက်တာဝန်ရှိတဲ့အတွက်တင်ပြပေးတာဖြစ်ပါရဲ့ရှင်သူတို့အနေနဲ့သတင်းလေးတခုခုသိကျင်နေပါတယ်အခြေအနေတခုခုသိကျင်နေပါတယ်ဒါကြောင့်ရခိုင်ပြည်နယ်မှာရှိရခိုင်ပြည်နယ်ပါပေါ့နော်ဖန်စီခံရတဲ့တပ်မတော်သားတွေရဲ့ကိစ္စလေးတွေကိုတပ်မိသားစုတွေစီကိုပေါ့ရှင်မီဒီယာတွေမီဒီယာတွေကနေတဆင့်ပြောပေးပါလို့ကျွန်မတောင်းဆိုအောင်မဟုတ်ပါဘူးရှင့်တပ်မိသားစုတွေသိကျင်နေတာဖြစ်တဲ့အတွက်ရခိုင်ပြည်နယ်မှာ ဖန်စီခံရတဲ့တက်မတော်သားစရင်တွေတက်မတော်မှာရှိမှာပဲလေအဲ့ဒီစရင်တွေပြန်လဲထုတ်ထုတ်ပြီးတော့သူတို့မိသားစုတွေဆက်သွယ်ပြီးရဲ့အခါမှာအခြေအနေလေးတွေကိုအမှန်တမ်းပြောပြထားဖို့အတွက်ကျမတို့တောင်းဆိုချင်တာပါရှင်မိသားစုဆိုတာကကိုယ့်မိသားစုရဲ့တည်ငြိမ်အောင်စိုးတည်ဖြစ်စေကောင်းတည်ဖြစ်စေသိချင်ပါရှင်အမှန်တမ်းသာသိချင်ပါရှင် ဒီလိုမျောလင့်ချက်တွေတို့မှာရှိပါတယ်ဒါကြောင့်မြန်မာတပ်မတော်အနေနဲ့ဒီကိစ္စလေးကိုလုံဆောင်ပေးနိုင်မယ်ဆိုရင်လုံဆောင်ပေးပါလို့ကျမတို့အကြမ်းတမ်းနေမြစ်တာအခါတိုက်တွန်းချင်တာပါရှင်ကျမတို့စီရောရခိုင်ပြည်နယ်ဘက်မှာဖမ်းဆီးခံရတဲ့တပ်မတော်သားတွေရဲ့တရင်တွေကိုလာမေးရဲ့တပ်မိသားစုတွေကတင်းနေချာများပြားလာလို့ပါရှင်ကျမတို့ကတက်မတော်သားတွေရဲ့အကြောင်းအရာလေးတွေတက်မိသားစုကိစ္စလေးတင်ဆက်နေတာဆိုတော့သူတို့လည်းအားကိုးရာရှာပြီးတော့ကျမတို့ကိုကောက်ရိုးတက်ညင်လေးကဲ့သို့သဘောထားပြီးတော့လာရောက်စွဲငင်ရှိရဲလို့ကျမထင်ပါရဲ့ရှင်တက်မိသားစုတွေအနေနဲ့ဒီလိုအားကိုးရာရှာရင်းနဲ့ အကြမ်းဖက်သမားတွေရဲ့လိင်ညာခံရမှုတွေအကြမ်းဖက်သမားတွေရဲ့သွေးတိုးနှုံးဆော်မှုတွေကြောင့်တက်တွင်းစီလုံးမှုပြိုကွဲလာရတယ်လည်းဖြစ်လာနိုင်ပါရှင့်။ဒါကြောင့်တက်မလို့အနေနဲ့ကိုယ့်ရဲ့တက်မှာဆုံးရှုံးမှုတွေရှိလာပြီဆိုရင်မိသားစုတွေစီကိုဆက်သွယ်ပြီးတော့ဖြစ်ရမှန်တွေပြောပြပေးပါ။ဒါအပြင်ကိုအချိန်နေပြောင်းလဲမှုတွေရှိလာရဲဆိုလည်းအဲ့ဒီပြောင်းလဲမှုတွေအလိုက်သတင်းပေးတာတွေလုပ်ပေးပါလို့ပဲကျမတို့ကကြားရတဲ့အနေတိုက်တွန်းတာပါရှင့်။ခါကြလို့ရှင်အေးမကြီးလောက်ပါဘူးလို့ထင်လိုက်တဲ့ကိစ္စလေးတွေကအကြီးကြီးဖြစ်သွားနိုင်ပါတယ်နော်အပိုက်ကစပြတ်သက်မီလောင်ဆိုတဲ့ဇကားက စကပုံကအင်မန်တန်ကိုအတိတ်ပဲလေးနေတဲ့စကပုံဖြစ်ပါရဲ့ရှင့်ကျမတို့အမိုက်ကလေးတွေကိုတေချာမရှင်းဘူးဆိုရင်တက်တက်ကြီးတစ်ခုလုံးမီးလောင်သွားတဲ့အထိပြဿနာတွေတက်သွားနိုင်ပါရဲ့ရှင့်ဒါကြောင့်တက်မိသားစုတွေရဲ့စိတ်ခံစားချက်တစ်ခုလေးတွေချင်းစီကိုကျမတို့ကဖာထေးပြုတ်ပြင်ကုစားတာမဟုတ်ဘူးဆိုရင်တက်တွင်းစီလုံးမှုပြိုကွဲခြင်းဆိုတဲ့ပြတ်တက်ကြီးတစ်ခုလုံးမီးလောင်သွားနိုင်ပါရဲ့ရှင့်ဒါလေးတော့ထူးထူးပြဆင်ခြင်ကြဖို့အတွက်ကျမမြမတက်မတော်တို့အကြံပြုစကားလေးတိုက်တွန်းပြောကြလိုတာပါရှင်။ မတို့စီကိုရှင်ဖွင့်ပြောကြခြင်းနဲ့တမိသားစုရှိမယ်ဆိုရင်လည်းလွတ်လပ်စွာပေးပို့ပြီးရှင်ဖွင့်နိုင်ပါလားရှင်။ကျမအနေနဲ့အရင်ကတော့ဒီတမိသားစုကိစ္စရနဲ့ပတ်သက်လို့ရှင်အများကြီးလက်ခံယူတဲ့သတင်းစကားတွေမရှိဘူးပေါ့နော်။ခုနောက်ပိုင်းကျတော့ကျမတို့ကလက်ခံယူပြီးတော့မတင်ဆက်ပေးဘူးဆိုရင်လည်းတစ်ဖက်ကအကြမ်းဖက်သမားတွေကမီဒီယာတွေထောက်ပြီးတော့တက်တွင်းစည်းလုံးမှုပြိုကွဲအောင်ပြုလုပ်နေတာရှင်။ဒီတော့သူတို့တင်ဆက်တာထက်စလို့ရှင်ငါတို့တင်ဆက်တာကပိုပြီးတင့်တင့်မယ်လို့တွေးမိရတဲ့အတွက်ကျမတို့ကတင်ဆက်တာဖြစ်ပါရှင်။ ျမတို့တင်ဆက်တယ်ဆိုတာကမှန်မှန်ကန်ကန်တင့်တင့်မြတ်မြတ်နဲ့စစ်စစ်နဲ့ကြတာတင်ဆက်ပါရှင့်အကြပ်ပသမားရဲ့လက်ထဲရောက်သွားမယ်ဆိုရင်တော့သူကစီးနင်းလည်းမရှိဘူးစီကန်းလည်းမရှိဘူးတက်တွင်းစီလုံးမှုပြိုကွဲဖို့အတွက်အပေါ်တွေရှောက်ပြောပြီးတော့မဟုတ်တာတွေပါထည့်ပြောပြီးတော့တင်ဆက်မှာပါရှင့်ဒါလေးလည်းတက်မိသားဆိုရင်သတိပြုဆင်ခြင်မှုအတွက်ကိုတိုက်တွန်းချင်ပါရှင့်ရှင်ဖွင့်ခြင်းပခြင်းဖွင့်မယ်ဆိုတော့နော်ဖိတ်ချင်းဖိတ်ကိုယ့်အိတ်ထဲဖိတ်ပါလို့ပြောချင်တာပါရှင့်ကျမတို့ကိုယ့်အိတ်ထဲကိုဖိတ်လိုက်တာကအန္တရာယ်မရှိဘူးလေဒုက္ခတရားတွေမဖြစ်ဘူးလေအကြံပတ်သမားတွေအိတ်ထဲကိုသွားဖိတ်လိုက်မယ်ဆိုရင် တက်တွင်းသတင်းတွေအပြင်ရောက်တယ်ဆိုရဲပုံမှားတွေရှိလာမယ်။တက်တွင်းစီလုံးမှုပြိုကွဲနိုင်တယ်ဆိုရဲပုံမှားတွေရှိလာမယ်။ဒါအပြင်ကိုကိုယ့်ရဲ့သတင်းချက်လက်တသေးလေးကိုယူပြီးတော့သူကအကြဲချဲ့ပြီးတဲ့အခါမှာပေါက်ကရရှောက်ပြောတော့ကိုနဲ့သက်ဆိုင်တဲ့သူတွေဂုံတိတ်ခါထိကြိုက်ပါရှင်။ဒါကြောင့်ဖိတ်ချင်းဖိတ်ကိုယ့်အိတ်ထဲလာဖိတ်ပါလို့ကျွန်မတိုက်တွန်းပြီးတော့နှိုးဆော်တာဖြစ်ပါရှင်။ကျွန်မတို့ကိုပို့ပေးပါကျွန်မတို့တတ်နိုင်ဆုံးခွဲချမ်းစိတ်ပြပြီးတော့တင့်တင့်ရှောက်ပတ်စွာနဲ့တင်ပြပေးပါမယ်ရှင်။အဓိကမြေပြင်မှာဖြစ်နေတဲ့ခက်ခဲတွေကိုနိုင်ငံတော်မှာတာဝန်ရှိတဲ့သူတွေသိရှိသွားဖို့အတွက်ကအဓိကလိုချင်တဲ့ရလဒ်တစ်ခုပဲမဟုတ်လား။ ဒီရလည်လေးကိုကျမတို့လုံဆောင်ပေးပါမယ်ရှင်ဒီဘက်ပြည်သူများကလည်းပူပေါင်းပေးပါတက်မိသားစုများကလည်းပူပေါင်းပေးပါလို့ကျမတို့တိုက်တွန်းချင်ပါတယ်ရှင်ကျမတို့ Prime Media သတင်းတင်ဆက်မှုလေးကိုယနေ့မှတောင်းနေကျန်းသားပြစီရှင်ကျမတို့ Prime Media သတင်းလေးတွေကိုနေ့စဉ်နေ့တိုင်းအပီးရကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကျမ်းမာကြပါစေလို့ကျမတို့ Prime Media အဖွဲ့သားများအားလုံးမှဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်